သူ့ကိုငါမသိငါသူမသိအဖိုးနှစ်ယောက်စားတောက်ဆိုင်တွင် အရက်တူတူထိုင်တောက်နေကြသည် သူတို့အနေငယ်ရီဝေနေကြပြီဖြစ်သည် အဖိုးတယောက်ကခမရကိုကျွန်တော်မြင်ဘူးနေတယ်မြင်ဘူးတာမှရင်းရင်းနှီးနှီးကို မြင်ဘူးတာဘယ်မှာမြင်ဘူးနေမှန်း မသိဘူးဖြစ်နေတယ်။ညနေချင်းဆိုင်မှာထိုင်နေတဲ့အဖိုးကမန္တလေးမှာလား။ဟောဗျာ။ကဘာကြီးကကျင်းကျင်းလေးဆိုတာတဲ့မှန်တကိုးဗျ။ကျွန်တော်လဲမန္တလေးသားပဲဗျ။နို့နေစားမအောင်။မန္တလေးဘယ်အရက်ကများလဲ။ချမ်းအေးတာဆန်အရက်ကဗျ။အလို့ဗျာ။ကျွန်တော်လဲချမ်းအေးတာဆန်မှာနေခဲ့တာပဲ။ ဒါနဲ့လင်းစမ်းမအောင်ခမည်းကဘယ်ចောင်းထွက်လဲဖာသာလဖုံចောင်းထွက်လीဟောဗျာတိုက်ဆိုင်လိုက်တာမှကျွန်တော်လဲဖာသာလဖုံចောင်းသားဟောင်းပေါ့ဆင်ရထုပွဲတော့ခမည်းတက်သေးလားတက်တယ်လीနှစ်ထောင်ဆက်တော့မန္တလေးကိုရောက်တယ်ခမည်းနဲ့ဘာဖြစ်လို့မစုံကြတာလဲဟာဇာတိလဲတူចောင်းလဲတူဒါဆိုညီကိုរីပေါ့ ဟုတ်တယ်ကျွန်တော်တို့ညီကိုတွေပဲချီယာချီယာသူတို့တခွက်စီထမော်လိုက်ကြပြန်သည်ထိုတခွက်မော်ပြီးနောက်သူတို့ရှိုင်းနေကြပြီထိုချိန်တွင် စားတော့ဆိုင်တွေကို လူတစ်ယောက်ကဝင်လာပြီးဆိုင်ရှင်ကောင်တာသို့သွားကဘလို့လဲဗျဒီနေ့အေးစေးစေးပဲလားမူးရမ်းတာတွေရှိသေးလားဟုမေးလိုက်သည်မရှိပါဘူးဗျာဟိုမှာ မောင်ညီကိုနှစ်ယောက်တော့မိုးပြီးတယောက်နဲ့တယောက် ထုံးစံအတိုင်းမိတ်ဆက်နေကြပြန်ပြီဗျာရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီပေါ့ကတ်ကို ACE Original ရဲ့ Facebook YouTube Spotify Apple Podcast ရဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ် အခုလိုအဖိုးတန်စာပေများကိုမေတ္တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ယင်အေးရပေါ့ကတ်ကို AC Studio မှဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ဉာဏ်ပညာနဲ့ချစ်ချင်းမေတ္တာကိုအရင်ခံတဲ့နေ့စဉ်ဘဝများကို ကိုယ်စိတ်နှလုံးကြည်သာချမ်းမြေစွာ ဖြတ်သန်းနိုင်ကြပါစေ။ကျမကတော့ကေပါ။